အဲဒီပိုင်းလေးကိုကြည့်ရှုနေကြတယ်နင်းရဲ့တင်ငယ်ချင်းတွေအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ရဲ့ I Wall Video Designer Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုပါရခင်ဗျအဲဒီနေ့တင်ငန်းစာလေးကကြတော့ Video Designer တင်ငန်းစာနံပါတ်၄ဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ကိုယ် Video Designer တွေကို Video Designer ဖန်တီးမှုနည်းလမ်းလေးကိုစိတ်ဝင်စားတယ်ဟောရတင်ငယ်ချင်းတွေတို့အဲ Basic 1 2 3တင်လာပြီးွားပြီ Basic 4လေ့လာမယ်ဒီ Basic 4ကကြတော့တပြည့်ပြည့်စုံဒီဇိုင်နာအပိုင်းကြီးရောက်လာတဲ့ ခြေတဲ့ကြတော့နည်းနည်းလက်တွေဝင်လာတယ်ဒီဇိုင်းတွေဆွဲရတယ်လေယာဉ်တွေအများကြီးပေါင်းထရတယ်အဲ့တော့တူပြီးတော့ GUI site ကမယ်နော်ကိုကဗီဒီယိုဒီဇိုင်နာလောကကိုရောက်မှဖြစ်အတွက်ကြောင့်မလို့နောက်ထပ်လေယာဉ်တွေအများကြီးဖန်တီးရမယ်ဒီဇိုင်းတွေအများကြီးဖန်တီးရမှာဒါပေမဲ့ဒီအခြေခံလေးတွေကိုတော့ရမှာရမယ် ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်ဒီနေ့ဒီဇိုင်းအခြေခံလေးမှာဆိုလို့ရှိရင်လည်းဒီလိုပုံစံလေးတွေကိုတော်ပြနေတဲ့ဗီဒီယိုလေးတွေပေါ့เนาะအဲ့အဲ့ဒီဇိုင်းပုံစံလေးတွေကိုတက္ကနနာဘလူးဖန်တီးလဲဆိုတာကိုအသေးစိတ်ပြရမယ်အဲ့ဒါကဘလူးနေရာမျိုးမှာတွေ့လဲဆိုကျွန်တော်တို့ဒီ MC သတင်းဌာနတွေမှာလေအဲတေဥဆောင်ဘဒူအဲတေဥဆောင်ဘဒူဆိုပြီးစာတန်းထူရပေးတောက်နေမှာလေအဲ့ဒါ lower the animation အဲ့ lower the animation design ကိုကိုက Adobe Alpha Fan နဲ့ဘလူးဆွဲမလဲပေါ့เนาะဒီလေးရှင်းပြမှာကြတော့ basic 4 အချိန်ကန်သဘောတရားပဲရှင်းပြပြီးမယ်။နောက်ပိုင်းနောက်ပိုင်းကျမှကျွမ်းကျင်တဲ့အစဉ်လုံးဝရှေ့ကြီးပြပြီးမယ်။အခုတော့စတော့ basic ပေါ့နော်။ Okay အဲ့တော့ကျွန်တော်စာအဲ့တော့ဒီမှာ new project လေးကို Doya Fan ကိုဖွင့်လိုက်တာ2025ပေါ့နော်။2025တူတူပဲ Doya Fan ကတိတ်ပြောင်းလဲမှုမရှိဘူး။တူတူပဲ CSS နဲ့ဒီ design မှာအားလုံးတူတူပဲအဲ့တော့ new project ကိုနောက်ထောက်လိုက်ပြီးတော့ရင်တို့က project မှာဘာလုပ်ရမလဲ အားလုံးသိပြီသားနော် composition တကူတည်ဆောင်โอเค right click ထောက်တယ် new ကိုသွား new composition ထောက်ပြီးတော့ဒီမှာ composition name လေးရေးပြလိုက်အဲတက်တက်ပေါ့နော်အဲတက်အဲ lower that animation အဲကြိုက်တာရေးလို့ရတယ်နော်ကျွန်တော်တို့ level w က lower d a i r d that d i r d that lower that animation ကိုရေးလိုက်မယ်ပြီးရင်ကျန်တဲ့အရာမပြောင်းတော့ဘူးဒီဟာ ကာလာမှာလည်းပက်ကရောင်းမယ်နောက်ထောက်ကူက20ထောင်နဲ့80အဲဒီစတင်တိုင်းပဲပေါ့နော်ဒါကပြောင်းလဲမှုမရှိဘူးသူအော်တိုမက်တစ်စတင်တိုင်းလေးပဲနော်โอเคပြီးရင်ဘာလုပ်မလဲโอเค time frame ကိုကြားပါလဲ9 minutes second 9စက္ကန့်ထားထားတယ်ဟုတ်ပြီနော် time frame ကိုကြားပါတော့လဲ9စက္ကန့်ထားထားတယ်ပြီးွားရင်โอเคပြီးပြောင်းလဲခြင်းနော်သူ့ကိုနေတယ်ရှင်းတင်ကလာတွေမှာရှင်းပြထားပြီးသားနော်โอเคနေလိုက်โอเคဒါဆိုရင်ကျွန်တော်တို့ composition တခုတိဆောက်ပြီးပါပြီအဲ design ဆွဲမှာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ကအခုကကြတော့ဒီအပေါ်ဆုံးသွားမယ်ဒီပေါ်ဆုံးက2ယူမယ်အဲဒီမှာဆိုလို့ရှိရင် right click ထောက်လိုက်ဒီမှာ fit ဒီကအဆက်လေးကိုတွားဒီနားအဆက်လေးကို fit ထားလိုက် fit မှရတော့ fit ပြီးလို့ရှိရင်ဒီမှာဘာလုပ်မလဲဒီမှာ elements 2အလုံးလေး2ပုံအလုံးလေးကိုတစ်ချက်ထားလိုက်အဲပြီးွားရင်ပြီးွားပြီဆိုလို့ရှိရင်ဒီမှာလာပြီးတော့ wine လိုက်ဒီလို wine တဲ့အခါမှာဒီလိုမျိုးချွန်နေရတော့အဲ့လိုဖြစ်ရင်ဒါတော့ တို့ကအဝိုင်းအလုံးပဲပေါ်ကျင်လာဖြစ်တော့ကီးဘုတ်ကရှက်ကီးလေးကိုဖိလာဒါဆိုလုံးပဲဟုတ်ပြီလုံးအကြီးသေးရတော့ကိုကကိုကျက်တလောက်ယူပေါ့နော်အဲလောက်လောက်ပထလာโอเคဒါဆိုရင်မရဘူးလားအလုံးလေးရပြီအဲကလာကြတော့ဒီမှာပြောင်းလာလို့ရတယ်ဖေးမှာပြောင်းလာလို့ရတယ်ကိုကြိုက်တဲ့ကလာကိုတစ်ချက်ထောက်လိုက်မယ်ကိုကြိုက်တဲ့ကလာကိုတစ်ချက်ထောက်ကိုကြိုက်တဲ့ဟာကိုထောက်အဲကြိုက်သူကလာတော့ပြောင်းလာလို့ရတယ်နော်အဲကိုဖြူရောင်ဆိုဖြူရောင်ပန်းရောင်ဆိုရင်ပန်းရောင်အပြားရောင် ိုက်တာပြောင်းလာလို့ရတယ်เนาะအဖြူရောပြီးရင်ဘာလုပ်မလဲ okay ပြီးလိုက်ဒါ okay အားရမယ်เนาะဒါအလုံးလေးရပါပြီကဲအဲ့ဒီမှာကျွန်တော်တို့ကတစ်ခုသိရမှာကြတော့အဲ့ဒီအလုံးလေးနဲ့ဒါကျွန်တော်တို့ကဒီဇိုင်းဆွဲမှဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့စန်တာတော့အလုံးသေးသေးလေးကနေဘွားဆိုကြီးတာအတွက်စန်နာမှာ key point ကိုတော့ကျွန်တော်ထည့်ပေးရမယ်ဟုတ်ပြီနော်အဲ့တော့ key point ရွှေ့မယ်ဆိုရင်ဒီဘက်ကဒီဒီ tool လေးကိုယူလိုက်တစ်ချက်ထောက်လိုက်အဲ့ tool လေးကိုတစ်ချက်ထောက်လိုက်နော်ထောက်ပြီးွားရင်ဒီမှာ key point ကဒါ key point မဟုတ်ဘူးเนาะ key point ဒီနားမှာပုံနေရလိမ့်မယ်အဲ့တော့ဒီ layer သိထားနားထောင်เนาะ key point ကိုဒီ2ကိုဒီ band behind 2ကို band behind 2ကိုကျွန်တော်တို့ကတစ်ချက်ထောက်ပြီးတာ ਨੇ ဒီ timeline မှာလွတ်တဲ့နေရာလေးတစ်ချက်ထောက်လိုက်ဒါဆိုရင်ပြီးွားတာလည်းဒီ layer ရဲ့ဒီကျွန်တော်ဒီအလုံး layer လေးကိုတစ်ချက်ပြန်ထောက်လိုက်ဒါဆိုဒီမှာပေါ်သွားပြီတွေ့လားပြင်ပြောပြမယ်နော်အရင်ကအရေးကြီးတယ်နော်ဒီကောင်တိမှ ကိုကအလုံးအသေးလေးကနေကြီးဖြစ်သွားမှာဒါမျိုးဆိုရင်လုံးလုံးမရဘူးပေါ့နော်အဲ့တော့ကျွန်တော်ပြန်ပြရမယ်ဆိုရင်ဒီ2လေးကိုတစ်ချက်ထောက်လိုက်တယ်ဒါပြန်ပြရမယ်နော်2လေးတစ်ချက်ထောက်ထောက်ပြီးွားလို့ရှိရင် BYD နေရာကိုတစ်ချက်ထောက်ထောက်ပြီးွားတာနဲ့ဒီလေယာကိုထောက်လိုက်အဲဒါဒီလေယာတော့မပေါ်ပါဘူးတလားအဲ့တော့မှဒီအလုံးလေးကိုဖိပြီးလက်ကလေးဖိပြီးတော့ဒီနေအလဲဆန္ဒလေးကိုတက်တက်လေးကိုထားပြီးလိုက်โอเค နားလိုက်ပြီနော်ပြီးွားရင်ကျွန်တော်တို့ animation လုပ်မယ်သူအဲ့တော့ skill ဟိုပြီးခဲ့တဲ့သင်ကားကလည်း skill လုပ်မယ် ask ကိုခေါ်လိုက် ask ကို keyboard က ask ကိုနှိပ်လိုက် skill indicator ကို2 second လောက်ထားလိုက်မယ်ထားပြီးတော့ ask မှာမလုပ်မယ်ဆိုရင် key frame သတ်မှတ်ပေးရမယ် key frame ထိုက animation ကိုတစ်ချက်ထောက်လိုက်ဒါဆိုရင်ဗာလဲ key frame ဝင်သွားပြီဟုတ်ပြီနော်ပြီးွား indicator ကိုအရှိကိုဆွဲလိုက်0 second ကိုပြန်ထားပြီးွားဒီနေရာမှာဘာလို့မ100%နေရာမှာဘာလို့ရမလဲ0ပြီးရင်တစ်ချက်ထောက်လိုက် โอเคဒါဆိုရင်ဗာလဲအလုံးလေးอ่ะပြတ်သွားတယ်ပလေးကြည့်လိုက်မယ်အဲအဲ့လိုသူးသီးလေးอ่ะကြီးွာဒီနားလေးပဲเนาะဒီနားလေးကြီးွာဒါပေမဲ့သူ့လာတာဗာဖြစ်လဲနှီးတယ်ဟုတ်เนาะနှီးနှီးတော့မြန်ကျင်ဒီကီးလေးကိုရှင်းနေတိုးလိုက်အဲတစ်ခွဲတော့ထားလိုက်ပလေးကြည့်လိုက်မယ်โอเคဒါဆိုနေမြန်သွားပြီဒါပေမဲ့ဒီမှာရိုးရိုးတန်းတန်းကြီးပဲစလုံးမရှိမပါဘူးရှိရှိရှိအဖာဖတ်ဆိုတော့အဲ့လိုရှိရှိရှိဆိုရဲလာတဲ့ပုံစံမျိုးလာမှာ ဒါကိုကျွန်တော်ပြလို့မယ်ဆိုရင်သူ့ကိုဒီ key ကိုဆက်လက်ပြီးပြီးတာနဲ့ right click ထား key ပေါ်မှာ mouse လေးတင်ပြီး right click ထားအောင်နော်တွေ့တဲ့နေရမထားလို့မရအောင်နော် သူ့ဆက်လက်ပြီးမယ် key ပေါ်မှာ mouse လေးတင်မယ်ပြီးွားပါလို့မယ် right click ထားမယ်အဲ့ဒီမှာ key frame assistant assistant ကိုထောက်လိုက်ထောက်ပြီးဟိုးအပေါ်ဆုံးမှာဘယ်သွားမယ်ဆိုရင် easy as ကိုထောက်လိုက် အဲဒါဆိုရင် key อ่ะဒီလိုပုံစံမျိုးလေးပေါ်သွားပြီဟုတ်ပြီเนาะဒါကဘာလို့လဲဆိုတော့ तू อ่ะတို့อ่ะ after effect design อ่ะชุบดาวชุบအဲ့လိုတွားနေရမဟုတ်ဘူးအခုလိုပဲအဝိုင်းလေးอ่ะလေးတေးသေးလေးလာပြီးတော့ကယူတယ်မကြည့်တော့ပြန်ကြည့်เนาะနားဟာတူတော့လားလေကွဂျူရွန်တနိုင်လာမဟုတ်ဒါကိုတို့ကပြင်ရမယ်ကဲဒီလားဟိုဒီလိုတတ်မှတ်ပြီးဒါကိုဟို easy e ပုံစံပတ်မှတ်ပြီးွားရင်ဒီနားမှာ grad ရှိတယ် ဒီနာ grad လေးကိုတစ်ချက်ထောက် grad လေးကဒီလိုပုံစံမပေါ်ဘူးဆိုရင်ဒီမှာအစဒီအောင်မထောက်ဘူးတဲ့လူအစဆိုဒီ grad လေးကိုမထောက်ဘူးတဲ့လူအစဆိုဒီနေရာမှာဘယ်လိုပုံစံပေါ်လဲဆိုရင်ဒီနေရာမှာအမှတ်ချက်ပြုတ်တယ်နော် grad ကဒီနေရာမှာအမှတ်ချက်ပြုတ်တယ်ဒီနေရာမှာနော် it speak grad ဆိုတဲ့နေရာလေးကိုအမှတ်ချက်ပေးထားလိုက်ပေးထားမှသာလေအခုကျွန်တော်လုပ်တဲ့ပုံစံမျိုးဒီလိုမျိုးအခုံးကြီးဖြစ်သွားမယ်။မှတ်သေးချာလုံးတော့သေချာလုံးတော့အရင်ကြီးကြီးတယ်။ right လေးထောက်လိုက်ဒီမှာနော်။ အမ idiot speed grass ဆိုတဲ့ဟာလေးကိုမှတ်ချက်ပေးလိုက်ပြီးရင်ဒီလိုပေါ်သွားပြီဒါတော့မှဒီလိုဆွဲလိုက်မယ်ဒီအနောက်ကရင်ဒီလိုဖိလိုက်ဖိပြီးသွားရင်ဒီအဝါရောင်ထိတ်လေးကိုဒီဘက်ကိုဆွဲလိုက်အဝါရောင်ထိတ်လေးတွေဒါကိုကျတော့ the speed လောက်ပြန်လို့ခေါ်တယ်ဟုတ်ရနော်အဲ့ဒီမှာပလေးကြီးလိုက်မယ် inherent ဆက်လိုက်ပလေးကြီးလိုက်ဒါ grass ကိုပြန်နှိပ်လိုက် grass ကိုပြန်နှိပ်အောင်နော်ပြန်နှိပ်ထားလိုက်ဒါရနော်ဟုတ်ပြီနော်အဲအဲ့လိုဘွာဘွာအဲ့လိုပေါ်သွားတယ် ဒါ design နော်သူကကက key frame သတ်မှတ်တာယူယူကြီးပဲစကေးကအလုံးသေးသေးလေးကြီးလာအေးအေးလေးပဲလာတယ်ဒါကြတော့ premiere pro မှာအဲ့တိုင်းပဲဒါမဲ့ premiere pro မှာအဲ့လိုအေးအေးလာဒါမှကျွန်တော်အဲ့ဒါကိုကလာအဲ့လိုမျိုးပေါ်ကျင်တာလေအဲ့ဒါကြောင့်မို့ဒီ ECE ပုံစံကိုတွင်းရတာဗောနော် Okay ဒါဆိုရပါပြီရပါပြီဆိုပါလို့မယ်ဒီမှာအလုံး logo လေးထည့်မယ်အဲ့တော့ဒီမှာနှစ်ချက်ထောက်မယ် လူကူပင်သားမှာရှိတယ်ကိုလူကူကိုထဲ့တာပေါ့နော်ဒါကတော့ပုရုရှောနဲ့ဆွဲထားတဲ့လူကူပေါ့နော်ပင်ကြီးဖိုင်ပြောင်းလာတယ်ပြောင်းပြီးတော့ဆွဲထည့်လိုက်တယ်တကယ်လို့လူကူမထည့်မရှိဘူးဆိုရင်မထည့်လည်းရတယ်အဲ့ဒါကြော်လိုက်ပေါ့ဟုတ်ပြီနော်ကြော်လိုက်နော်အဲလူကူရှိတယ်ဆိုရင်ကိုယ့်ရဲ့လူကူဒါမှမဟုတ်ကိုယ့်ရဲ့ရုပ် အဝိုင်းလေးရှိတယ်ဆိုရင်အဝိုင်းလေးယူမှာပဲတောင်းတောင်းဒါမကုန်းကိုပြလို့ပူလို့ရှော့ချင်ကန်တော့ရအောင်ပေါ့နော်။ Okay ပြီးရင်သူ့တော့ပြန်သူ့ကိုဒီမူတူလေးနဲ့အဲသူ့ကိုပြန်ပြီးတော့ကျင်လိုက်ဟဲ့နော် Subscribe ကရှက်လေးဖိထားတာဆိုအလုံးအလုံးကွက်တည်ပဲ။ပြီးရင်ဒါအောင်ရှိတယ်။သူကကြတော့ဟိုဟာရွှေ့စရာမလိုတော့ဘူးနော်။ဟိုအလဲဆန္နာပူရဲ့ price ကိုရွှေ့စရာမလိုတော့ဘူး။ဟုတ်ပြီနော်။အဲ့တော့သူ့ indicator ကို तू ကကြတော့ indicator ကိုအဲသူ့ဒီမဒီနေရာတန်းတန်းလောက်ပါနော်။ဒီတန်းတန်းလောက်မှာ ဘယ်သူပေါ်လာတယ်ဒီတနက်လောက်မှာမပါလို့မယ်ဒီတနက်မှာ key frame သတ်မှတ်ဒီတနက်မှာပဲ scale ကိုနှိပ်ပြီးပါလေ scale ask ကိုနှိပ်လိုက်ပြီး key သတ်မှတ်လိုက်ပြီးွားရင်သူ့ကိုဒီအနောက်မှာဒီအနောက်လောက်မှာသူ့ကိုမပါလို့မယ်0တော့ထားလိုက်သူက sorry 0ထားနော်သူကကြတော့မနော်0ထားနော်သူကကြတော့ဒီ indicator ကိုအဆုံးအထိဆွဲကြရမလို့ဒီနားလောက်ကနေပဲဆွဲလိုက်ဟုတ်ရဲ့နော် play ကြည့်လိုက်မယ်အဲအဲ့လိုမျိုးဒီနော် သူသူ့လည်း easy e လုပ်လို့ရတော့နည်းနည်းလေးနောက်တော့ဆိုတာလဲအဲလောဆိုတာလဲဒါတော့ဒီကောင်အစားထိတော့ဆွေးစရာမလိုဘူးနော်အဲအဲ့လိုမျိုးအဲ့တော့သူ့လည်းတော့ဆက်လက်ပြီးမယ် easy e လုပ်မယ်ခုနတိုင်းမယ်နော် easy e လုပ်မယ်ခုနတိုင်းမယ်နော် easy e လုပ်မယ်နော်အဲပြီးွားရင်ဘာလုပ်မလဲ grad ကိုတစ်ချက်ထောက်မယ် grad ကိုတစ်ချက်ထောက်မယ်ပြီးွားရင်ဘာလုပ်မလဲဒါလေးကို selection ပြီးမယ်ပြီးရင်အဝါရောင်လေးကိုထည့်ယူဆွေးဒါကြတော့ အမြန်ပေါ့နော် speed လောက်ဒါလေးချက်ပြန်ထောက်ထားလိုက် okay နော် gradle ကို gradle တစ်ချက်ထောက်ထားလိုက်ပြီးွားရင်ဒါလေးလေးက speed လောက်တယ်လို့ခေါ်တယ် play ကြည့်လိုက် speed ပါလေးခေါ်လိုက်အဲ what what အဲ elements လေးလာမယ်နော် speed ပါလေးခေါ်လိုက်တာနော်အဲအဲ့လို okay ပြီးွားပြီဆိုတော့ဘာလုပ်မလဲဆိုရင်ဒီတောက်ကအတန်းလေးပြေးမယ်ဒါလည်းတူတူပဲခုနကဒီနေရာကိုပြန်သွားမယ်နေရာသွားပြီးတော့ right click ထောက်အဖိလိုက် left click ဖိလိုက် ဒီအဆက်လေးနော်ဒီအဆက်လေးအဖြူလေးကိုလက်ကလေးဖြည့်တယ်ဖြည့်ပြီးလေးတော့လေးဝီတင်ကဲတူးလေးကိုဟိုရွေးထားတစ်ချက်ထားလိုက်ထောက်ပြီးဒီမှာဒီဒီကနေစမယ်ဒီကနေစပြီးတော့နော်ဒီကနေစပြီးတော့ဒီတန်းတန်းလေးလောက်လောက်ပေါ့အဆုံးထိတော့မသွားနိုင်ဘူးနည်းနည်းတော့ပေးပို့ထားနည်းသေးလိုက်ပေါ့နည်းနည်းသေးထားလိုက်အဲဒီလိုလေးလောက်လောက်ရွှေထားလိုက်သူလည်းတူတူပဲသူ့လည်းပါလို့မယ် key point ကိုအလေထောက်အလေရွှေ့ရမယ်ဒါကြောင့်ဒီလွဲ့နေအောင်တစ်ချက်ထောက်ထောက်လိုက်ထောက်ပြီးတော့မှ key point ကိုတယူဒီဒီဒီ ီပန့် behind 2ပေါ့နော် keyword တက်မှတ် keyword တက်မှတ်တဲ့ key ကိုတစ်ချက်ထောက်ထောက်ပြီးွားတော့မှဒီမှာဒီ layer ကိုထောက်လိုက်ဒါဆိုပေါ်လာပြီတွေ့လားနော်လွတ်တဲ့နေရာထောက် key to key ကို to ကိုယူ to ကိုယူပြီးွား2တစ်ချက်ထောက်ပြီးွားရင်ပြီးရင်ဒါလေးဒီကောင် layer ကိုထောက်လိုက်တာနဲ့ပေါ်သွားပြီးဒီနေရာအဆုံးလေးကိုဆွဲလိုက်ဒီထိတ်လေးကိုဖိလာလိုက် okay ဟုတ်ပြီနော်အပီသူ့နေရာပြချလိုက်ပါအောင်ဒီနေရာလေးနေရာချလိုက် okay ချပြီးအလေတက်တက်ချ ဒါဒါဒီရဲ့အပေါ်အလေချပြီးသွားပြီဆိုရင်တို့ဘာလုပ်မယ်ဆိုရင်သူ့တို့က animation လုပ်ရမယ်ဒါကြောင့် तू ကကြတော့ဘာလုပ်ရမလဲဆိုရင်အဲ animation လုပ်မှာဖြစ်အတွက်ကြောင့်သူ့ကိုလုပ်ရမယ်ဆိုရင်အဲဒီကောင်ဒီကောင်ရဲ့ဘွားဆိုတဲ့ပေါ်တဲ့နေရာတန်းတန်းမှာအင်ဂျီရန်ထားပြီးသွားလို့ရှိရင်ပြီးဘူးဒီဘုတ်ကနေတော့ ask ကိုထောက် skill ပေါ့နော် skill ကိုခေါ်ပြီးပါရင်သူ့ကိုဘာလုပ်မယ် key phrase တမ်းမလိုက်အဲဒီမှာတစ်ခုပြောခြင်းနော် ပြောကျင်တာဗာလဲဆိုသူအကြတော့သူကခီးတက်မှသူကဒီကောင်အကြီးအကျယ်လို့အဲ့လိုမျိုးဖြစ်သွားမှာဟုတ်နော်သူကလင်းချိတ်ထားလို့အဲ့တော့ဇုံးကိုအကျဉ်းအကျယ်လို့ရင်လင်းချိတ်ထားရတဲ့အကြောင်းမလို့သူကအဲဒီမှာတော့ဖြုတ်သွားမယ်အရင်ကြီးကြီးရနော်ဒီနေရာမှာဒီဇိုင်းဆွဲတယ်ဒီတော့လေးကိုဖြုတ်လိုက်ဒီလင်းချိတ်ထားတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ဒါဆိုရင်ပြုတ်သွားပြီပြုတ်သွားပြီးတော့မှဒီအနောက်ဆုံးကတရားအရှိရတရားမဟုတ်ဘူးနော်အနောက်ဆုံးကတရားကို တစ်ချက်ထောက်0ပေးလိုက်ပြီးရင်လွှဲတဲ့နေရာတစ်ချက်ထောက်လိုက်အဲဒါဆိုဒီမဒီနိုင်ရပါပြီနော်ပြီးတော့မှတို့ကဘာလုပ်မလဲအင်းအင်းကတန်ကိုနောက်နေဆုံးပြီးွားရင်ဒီဟာကိုဒီ0ပေးရတဲ့ဟာကိုတပတ်ဆွဲလိုက်ခုမှပေါ်သွားတော့မှသွားလိုက်တာမနော်သွားတပတ်သွားနေတာโอเคလောက်လောက်ထားလိုက်ဒါဆိုရပြီအဲဒါပလေးကြည့်လိုက်မယ်ဒူးလောက်ထားလိုက်ကြည့်မယ်အဲဒါဆိုတော့ဗာလေ तू อ่ะ ဒီကောင်ဒီလေယာရဲ့အပေါ်မှာမဟုတ်သူအပေါ်ရောက်လာအဲ့တော့သူဒီလေယာရဲ့အောက်ကိုသူ့ကိုဖိပြီးတော့အောက်ဆုံးချလိုက်โอเคဒါဆိုအောက်ရောက်သွားပြီเนาะအမပေါ်မော်နီတာမှာအောက်ရောက်သွားပြီရှစ်ရှစ်အဲအဲ့တော့သူ့လည်းတို့ပါလို့မယ် easy e ပုံတံလေးလောက်အောင်မယ်အဲ့တော့ဆက်လက်ပြီးမယ် right click ထောက်မယ်ပြီးသွားပါလို့မယ် key frame assistant မှာ easy e ကိုထောက်ပြီးသွားရင်ပြေသွားမယ် grab ကိုသွားပြီးဒါကိုဆက်လက်ပြီး ောက်ပြီးဒီနားလေးကိုဒီလိုမျိုးလေးပဲဆွဲပြီးတော့ကျုံလိုက်ပေါ့အဲပြီးရင် clock ကိုပြန်ထောက်ပြေးကြည့်မယ်အဲအလားခေါ်လိုက်နော်အဲအဲ့လိုမျိုးဘွားစခွေဒါဆိုရင်တို့အားဒါတို့လို့လို့ဘာဖြစ်ပါလဲအလုံးပြီးွားပြီနော်ဒါတို့လို့လို့ပြီးွားပြီပြီးပါလို့မယ်စာရန်ထိုးမယ်အဲအဲ့ဆိုတက်တက်တူကိုယူမယ်ပြီးဒီနေရာမှာတစ်ချက်ထောက်တယ် ပြီးကိုထိုးမဲစာကိုဘယ်ဖောက်နဲ့ထိုးမလဲအဲကာလာပြောင်းမယ်ကာလာကပါလေအပြာရောင်ဒီမှာကာလာပြောင်းတယ်နော်ကာလာပြောင်းတာဘယ်နေရာမှာလဲဒီနားမှာနော်ကာလာပြောင်းတာစလုံးရဲ့ကာလာဒီပတောက်မှာဟုတ်တယ်နော်အဲတစ်ချက်ထောက်မယ်ပြီးအပြာရောင်လေးရွေးပြီးလိုက်အိုကေအဲ့ဒီမှာရေးမယ်ဘာရေးမလဲကိုကြိုက်တာရေးကျွန်တော်ကတော့ I W O R A D O I W O R A D O video video e d i d i i w video academy and i w video design i w designer i w video d e s i g e ya designer ဟုတ်ပြီနော် i w designer လို့ရေးပြီးတော့ their selection tool နဲ့ဆွဲပြီးတော့ချက်ပြီးလိုက် okay အဲဆိုတော့သူအကြတော့အနောက်ကပဲချက်ရတယ်နော်ဟိုထိတ်ရတဲ့ချက်လို့မရအောင်နော် okay โอเคရပြီဟုတ်ပြီနော်အဲ့တော့သူ့ကိုလည်းဒီစလုံးနဲ့တို့ကဘာလုပ်ရမလဲဆိုရင် animation လုပ်ရမယ်ဟုတ်တယ်အဲ့တော့ဘာလုပ်မလဲသူကကြတော့တို့ကစလုံး animation လုပ်တဲ့အတွက်ကြောင့်မို့လို့သူ့ကတို့ကဘာလဲ position နဲ့ရွှေ့မယ် keyboard က p ကိုနှိပ်လိုက် p ကိုနှိပ်လိုက် position ပေါ်လာတယ်အဲ့တော့ဒီမှာဒီအဆရဲ့ဘောအဆိုတဲ့ဒီနေရာလေးမှာအဲဒီညာလေးဒီဒီကတို့ကဒီဒီအလုံးဒီအချောင်းလေးနောက်လိုက်ရမှာအဲ့တော့ဒီညာလေးမှာမပေါ်ခင်လေးပေါ့နော်မပေါ်ခင်လေးနောက်မှာ ဒီတက်ကိုဒီဘက်ကိုရွှေ့လာလားဒီဘက်ကိုရွှေ့လားအဲဒီဘက်ကိုရွှေ့လားအဲဒီဒီစာသားလေးကိုလှုပ်လှုပ်ပြီးရွှေ့ရတယ်နော်ဒီစာသားလေးကိုဒီဘက်ကိုတွန်းလိုက်ရတယ်နော်အဲပြောက်သွားပြီနော်ပြီးသွားရင်ဘာလို့မသူ့ကိုကြီးတက်မှလိုက်ကြီးတက်မှလိုက်ဟုတ်နော်အဲကြီးဝင်သွားပြီနော်ပြီးတော့မှဒီကောင်ရဲ့ဘယ်ထိသွားလဲလောလောအဲလောလောပေါ်သွားဆိုရင်သူ့ကိုလေဒီဒီဘက်ကိုပြန်ဆွဲလိုက်ပေါ့ โอเคဒါဆိုရင် play ကြည့်လိုက်မယ် what အဲဟုတ်ပြီနော်နည်းနည်းပုံပေါ်လာပြီနော်အဲအဲ့ဒီမှာတို့ကတို့ကဒီဘက်မှာစာကြီးပေါ်နေအဲ့တော့စာကြီးပေါ်နေတယ်ဆိုရင်ဒီစာကိုမပေါ်အောင်တို့ကဘာလုပ်မလဲဆိုရင်ဒီ layer နဲ့တို့ကလင့်ချိတ်လိုက်အလင့်ချိတ်ဖို့ဆိုဘယ်လိုသွားမလဲဆိုဒီမှာဒါဒီမှာတရားကြည့်နော်လင့်ချိတ်တာဒီတက်တက်တိုက် layer တက် layer ကိုလင့်ချိတ်မယ်ဆိုလို့ရှိရင်ဒီမှာတို့ကအကွေးလေးရှိတယ်နော်ဒီအကွေးလေးကို အဒီကွေးလေးကိုဖိပြီးတော့ဒီတက်လျာဒီဒိုးဒီကုလကလေးတော့အဖြူလေးကိုပုံလေးကိုဖိလိုက်အဒါဆိုရင်ဘာဖြစ်သွားလဲဆိုရင် तू ကအဲလေးချိတ်သွားပြီဟုတ်ပြီနော်အဲဒါဆိုရင်လေးချိတ်သွားမှတ်ပြန်ရမယ်နော်ဒီကွေးလေးကိုဖိပြီးတော့ဘာလုပ်မလဲဒီတက်လျာကိုပေါ်တင်လိုက်တယ်လင်းချိတ်သွားတယ်ဟုတ်ပြီနော်လင်းချိတ်သွားပြီအိုး ကြောင်ကြောင်ဟာတဲ့တယောက်ဟာတော့အမှန်နဲ့လင်းချေပြီးသားဆောင်တို့ဘာဆက်လို့အနောက်ကပါလေလေးတော့ကပျောက်သွားတယ်အဲ့ဆိုလေးတော့မပျောက်ကော်ပီကူးပေါ့ဒီလေးတော့တစ်ချက်ထားကီးဘုတ်က control d ကိုဖိလိုက်ဟိုးပြီးတော့မှသူ့ဘာလို့ပြရမလဲသူမျက်လုံးဖွင့်ပေးလိုက်သူ့ဘာလို့ပြရမလဲမျက်လုံးဖွင့်ပေးရမှာတော့မျက်လုံးဖွင့်ပေးလိုက် okay ဒါဆိုရပါပါပြီနည်းနည်းတော့အားတော့ညောင်းသွားတယ်โอเคအားလုံးပဲရမယ်နော်ကိုကနားမလည်ဘူးဆိုရင် ခဏပြီးတော့လေယာဉ်တွေအများကြီးဒီဇိုင်းတွေလည်းအများကြီးဆိုတော့အရန်နဲ့မှခက်ခဲတယ်လို့ခံစားရလိမ့်မယ်ဒါပေမဲ့ကြိုးစားလေ့လာသင်ယူပါဟုတ်ကဲ့အားလုံး fighting မှာအားလုံးရအောင်လုပ်ပါဗောနော်ဒီဒီဇိုင်းလေးဒီသင်ခန်းစာလေးရအောင်လုပ်ပါအဲနောက်ထပ် basic ဒီကိုလည်းလေ့လာတာ basic 4ပြီးသွားပြီဗောနော်နောက်ထပ် basic 5အများကြီးကျန်သေးတယ်ဗောနော်ဒီဇိုင်းတွေတပုံကြီးပဲလေ့လာလို့မကုန်ဘူးโอเคဒါဆိုရင်ကျွန်တော်တို့နောက်ထပ်ပြူကြမှာပြန်ဆုံမယ်အားလုံးဘိုင်ဘိုင်